ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တာကဒူကန်ကြီးအကြောင်းပေါ့နော်အဲ့တော့ဒီဒီဗီဒီယိုမကြည့်ခင်ဘာလို့တိထားဖို့လိုလဲဆိုတော့ client side runner နဲ့ server side runner ပဲပေါ့နော်အဲ့ဒီအကြောင်းတိထားဖို့လိုတယ်အဲ့တော့ကျွန်တော် client side runner app ဒီဆိုတာကဒီ mobile application တွေလို desktop application တွေလို့အာ web မှာဆိုလို့ရှိရင်ကျွန်တော် single page application တွေပေါ့နော် react နဲ့ရေးထားတယ် react နဲ့ရေးတဲ့ဟာ view နဲ့ရေးတဲ့ဒီ single page application တွေအဲ့လိုမျိုးဟာတွေပေါ့နော်အဲ့ဒီအဲ့ဒီ application တွေမှာဆိုဘာဖြစ်လဲဆိုတော့ဟို authentication လုပ်ဖို့အတွက်မရဘူးပေါ့နော်သူတို့က database နဲ့တိုက်ရိုက်ချိတ်ဆက်လို့မရဘူးဗျာအဲ့ application တွေကဘာလို့ဆိုတော့ client မှာ run ရမှာ client ကအချက်လက်တွေဒီထားပါတော့ကျွန်တော်လူဝိနားလဲအောင်ပြောရရင် code တွေပေါ့နော်ဒီ code တွေကမြင်နေရတယ်ဗျာဟိုမှာ single page application ဆိုလို့ရှိရင် browser မှာဒါ view page ဆိုလို့ ဒီ inspector နဲ့လှမ်းပြီးကြည့်လိုက်အကုန်မြင်နေရဆိုတော့သူတို့က database ကိုတိုက်ရိုက်ချိတ်ဆက်မှုလို့လို့မရဘူး။ Okay မရတော့ database ကိုချိတ်ဆက်ဖို့အတွက်ကဒီ server side ဟို language တွေနဲ့ backend ပေါ့ဗျာ။ Okay backend ကနေဒါတွားရမှာပေါ့နော်။အဲ့မှာသူတို့နှစ်ခုက communicate လုပ်ဖို့လိုလား communicate လုပ်ဖို့လိုတာပုံမှန် data တွေဆိုလို့ရှိရင်တော့ဘာမှမဖြစ်ဘူး API နဲ့ကျွန်တော်တွားလိုက်ရုံပဲကိစ္စမရှိဘူးပေါ့နော် API ကုံစုံလုပ်ပြီးတော့ရေးရုံပဲပေါ့နော်ဒါပေမဲ့ client side application မှာ authentication နဲ့ authorize authorization တွေဒီဟာတွေပါလာပြီဆိုလို့ရှင်တော့ဒီမှာ token တွေကအရေးတအားကြီးလာပြီပေါ့နော်တော်တော်လေးအရေးကြီးလာပြီပေါ့နော်အဲ့ဒီနေရာတွေမှာကျွန်တော်တို့ token ကိုတုံးရမှာအဲ့တော့ကျွန်တော်ဒီမှာ draw.io တစ်ချက်ဖွင့်ထားတယ်ကျွန်တော်နည်းနည်းလေးကြည့်ကြည့်အောင်အဲ့ကျွန်တော်ဒီဟာကိုအာဒါ client လို့ကျွန်တော်ပြောလိုက်မယ်ဒီကောင်လေးကိုကျွန်တော်ကဒါ server လို့ပြောလာမယ်ဆိုလိုတာ server ဆိုတာ laravel နဲ့ရေးမှာလား express နဲ့ရေးမှာလားဒီလိုပေါ့နော်ဒါ client client ဆိုတာဒါခုနကလို mobile app လား single page app တခုခုလားအဲဒီဒီလိုဒီလိုပေါ့နော် okay ဒါတော့ကျွန်တော်မရေးတော့ဘူးတိုက်ထားလိုက်မယ်အဲ့တော့ client ကနေပြီးတော့ပထမဆုံးသူ login စလုပ်မယ်ဆိုပါစို့နော် sorry စပြီးတော့ login login လုပ်မယ် login လုပ်မယ်ဆိုလို့ရှိရင်စပြီးတော့ client ကနေနော် login လုပ်မယ်ဆို server ကို API တချောင်းလမ်းပြီးတော့ခေါ်မယ်ဒီ login API ပေါ့နော်လမ်းခေါ်မယ်ပြီးတော့ရင်ဒီ server ဘာလုပ်မအောင်ဆိုသူရဲ့အချက်လက်ဒီပို့လိုက်တဲ့အချက်လက်တွေရှိပါပေါ့နော်ပို့လိုက်တဲ့အချက်လက်တွေဆိုတော့ email တို့ password တို့ပေါ့နော်ဒီ password email တို့ password တို့ပို့လိုက်တဲ့အချက်လက်တွေရှိမယ်ဒီအချက်လက်တွေကိုဒီ server ကဒါစစ်မယ်ပေါ့နော်စစ်ပြီးတော့အဲ့ဒါသူဘာလုပ်မလဲဆိုတော့ token တခုကို generate လာပြီးတော့အာလုပ်မယ်ပေါ့နော်အဲ့တော့ဒီမှာ ဘာလို့ဆိုတော့ဒီ server နေပြီးတော့ token တခု generate လုပ်မယ်ဒီမှာအဲ့ဒီ token generate လုပ်တဲ့ဟာဒါဒါတော့ဟို service ကြီးရှိတယ်ဗောနော်တခြားကြီးကျွန်တော်ဒီမှာတော့ JWT JSON web token ပြောတာဗျ JWT.io website မှာတစ်ချက်တွက်ကြည့်လဲရပါဗောနော် JWT ပေါ်မူမိခိုးပြီးကျွန်တော်ပြောပြမယ်အဲ့တော့ JWT နဲ့ကျွန်တော်တို့ကဒီ token တခု generate အာလုပ်လိုက်မယ်ဗောနော်လုပ်လိုက်မယ်ပြီးတော့ရင်အဲ့ token လေးထဲမှာကျွန်တော်တို့ဒီ user ရဲ့ id ဖြစ်ဖြစ် client ကနေပြဟို user ရဲ့ဟိုဥမာဟို authorization အတွက်ဆိုလို့ရှိရင်ဒီ user ရဲ့ role access ဘယ်လောက် permission ဘယ်လောက်ရှိလဲဆိုတော့ဟာဒီအချက်လက်တွေအားလုံးဒီ token ထဲမှာကျွန်တော်တို့ကနှုတ်ထားမှာပေါ့နော်ထားထားမှာထားထားပြီးတော့အာ response ပြန်လာမှာပေါ့နော်ဒီ server ကနေပြီးတော့ဒီဟိုဟာကို client ကို response ပြန်လာမယ် response ပြန်လာတဲ့အခါမှာဒါတော့အမျိုးမျိုးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်အမျိုးမျိုးလုပ်လို့အမျိုးမျိုးအမျိုးမျိုး response လုပ်လို့ရတယ်ဥပမာ ီ token ကိုပဲ client side မှာဖြည့်ချပြီးတော့အာ data ကိုလှမ်းယူမှာလားဒါမှမဟုတ်လို့ရှင့် token ကိုအဲ့လိုမျိုး data တွေမသုံးမဲနဲ့အာ token ကိုအဲ့အတွက်မသုံးမဲနဲ့ကျွန်တော်တို့ဟို response လုပ်တဲ့အခါမှာ user ရဲ့ authenticated ဖြစ်သွားတယ် user ရဲ့ information ခုနလိုပေါ့နော် role လို user information တွေအဲ့ဟာတွေပါတခါ response လုပ်လာမှာလားအဲ့လိုပေါ့နော်အမျိုးမျိုးကျွန်တော်တို့ဒါတော့လုပ်လို့ရတယ်ပေါ့နော်အဲ့မှာပြဿနာဘာဖြစ်လဲဆိုတော့ ဲ့ဒီ token ရလာပြီဆိုလို့ရှိရင် client ကဒီ token ကိုသိတယ်ဆိုလို့ရှိရင်ဒါဘာဖြစ်နေတာတော့ဆိုတော့ login authenticated ဖြစ်နေတဲ့အနေအထားပေါ့နော်အဲ့တော့ client မှာအဲ့ဒီရဲ့ token ကိုကျွန်တော်တို့ generate ဟိုလောက်ဖို့လိုလာပြီခဏလေးကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးတော့ဟိုဖြစ်မယ် request တစ်ခုလောက်ကျွန်တော်ထပ်ပြီးတော့ဟိုဖြစ်မယ်ဘာ request လဲဆိုတော့ဒါဘာအတွက်လဲဆိုတော့သူ့ရဲ့ profile ကိုသူပြန်ကြည့်တဲ့ request ပေါ့နော်ဆိုတော့ client site ဒီ client client ဘက်မှာ ဟို user တယောက်က login ဝင်ပြီးသွားပြီဆိုသူ့ profile ကို तू ပြန်ကြည့်ရင်ကြည့်မယ်သူ့ profile မှာအာ name မျိုးပါတော့အာပြင်ရင်လည်းပြင်မယ်အဲ့လိုမျိုးကိစ္စတွေပေါ့နော် authenticated ဖြစ်ပြီးသွားမှအလုပ်လုပ်လို့ရမယ်ကိစ္စတွေအတွက်ကြတော့ဘာကို request ပြန်လုပ်မလဲဆိုတော့ client ကနေပြီးတော့ဒီရဲ့ token ကိုဒါသူက token ကိုတိပြီပြလား response လုပ်လိုက်အဲ့ token ကိုသုံးပြီးတော့ server ကို land ခေါ်မှာဒါဆိုဒီ server နေပြီးတော့ဒီ token ကို तू ပြန်ပြီးတော့စစ်မှာပေါ့နော် token token ကိုပြန်ပြီးတော့စစ်မှာပေါ့နော် တူကန်ကိုပြန်ပြီးစစ်ဆေးမှုတွေသူလုပ်မယ်စာပါနေပြီးတော့အဲ့တူကန်ကအဖက်ဖက်ကနေပြီးတော့ village ဖြစ်သွားပြီဆိုမှအဲ့ဒီ profile နဲ့ပတ်သက်တဲ့ပြင်မာလား profile ကိုကြည့်မလားအဲ့အချက်လက်တွေအကုန်လုံးသူက respond client ကို respond ပြန်လာမှာပေါ့နော် data နဲ့တကွာအာသူပြင်မယ်ဆိုလဲဆိုလို့ရှိရင်လည်းပြင်မယ်ဟာမဟုတ်လည်းသူကြည့်မယ်ဆိုလို့ရှိရင်လည်းကြည့်မယ်အချက်လက်အဲ့လိုမျိုးသွားမှာပေါ့နော်အဲ့မှာကျွန်တော်အခုဒါပြောပြနေတဲ့ပေါင်းဆိုဒီ token လေးကဘယ်လောက်ထိအရေးကြီးရယ်ဆိုတဲ့ဟာကိုအာမြင်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ ဘယ်လောက်ထိအရေးကြီးလဲဘယ်လောက်ထိ sensitive ဖြစ်တဲ့ဟာလေးလဲဆိုတာပေါ့နော်အဲ့လိုမျိုးဒါအရေးကြီးလို့ဘာတွေလောက်လာရလဲဆိုတော့ဒီ token ကိုလုံးဝ secure ဖြစ်အောင် အတက်နိုင်ဆုံးပေါ့နော်အတက်နိုင်ဆုံး secure ဖြစ်အောင်ဒါလုပ်ယူလာကြတယ်ပေါ့နော် developer တွေကလုပ်လုပ်ယူလာကြတယ်အဲ့တော့ client မှာခုနပြောလို့ဒီလို protected route တွေပေါ့ဗျ authenticated ဖြစ်ပြီးသွားမှာအလုပ်လုပ်လို့ရမယ် route တွေအတွက် client က client မှာဒီ token ကိုကလည်းတိဖို့လိုနေတာဗျလိုနေရဆိုတော့ဒီ client site မှာဒီရဲ့ token ကိုဘယ်မှာသိမ်းမှာလဲအဲဒီလိုမျိုးဟိုဟာတွေဖြစ်လာတာဗောနော်လိုကိစ္စရှိလာဗောနော်ဥပမာသက်ဆိုင်ရာ technology technology အလိုက်ဗောနော်ဟိုဆိုရာ mobile app ဆိုလို့ရှိရင်သူ့ရဲ့တကယ် real estate မှာဆို secure storage တို့ဘာလို့ရှိတယ်ဗျာလာအဲလိုမျိုးနေရာတွေမှာသိမ်းလို့ရတယ်အာ website ဆိုလို့ရှိရင်လည်း website မှာတော့ပြောစရာကြီးများတယ် local local street မှာဟိုရင်တော့ local street မှာလို့တွားတွားတင်ကြသလိုပဲပေါ့နော်ဒါပေမဲ့ local street မှာတင်တာကလုံးဝမလုပ်တင်ဘူးဥပမာကျွန်တော်ကျွန်တော်ရဲ့ computer ကိုကျွန်တော် website တစ်ခုမှာကျွန်တော်ဝင်ဝင်သုံးနေ single page application လေးမှာဝင်သုံးနေအဲ့ဒီ website ကနေပြီးတော့ဒီကျွန်တော် login လုပ်လုပ်လိုက်တဲ့ဘာညာ token တစ်ခု generate လုပ်လိုက်တယ်လုပ်လိုက်တဲ့အခါမှာ local street မှာအဲ့ token ကိုတွားပြီးတော့တင်နေဆိုပါစို့တင်လိုက်တယ်ပေါ့နော် local street မှာတင်လိုက်တယ် အဲ့ဒီအချိန်မှာတခြားတော့ကျွန်တော်တငယ်ချင်းတယောက်ကကျွန်တော်ကွန်ပျူတာဝယ်ကင်တယ်အဲ့ website မှာကျွန်တော်ကြည့်ထားတဲ့အချက်လက်တွေသူကလည်းရှောက်ကြည့်နေရင်းနဲ့အမှ local story ကိုသူဝင်ကြည့်ပြီးအဲ့ token ကိုသူယူသွားလို့ရတယ်ဗျာနော်ယူသွားပြီးတော့ဒီ information တွေအကုန်လုံး access လုပ်လို့ရတယ်ဗောနော်အဲ့အဲ့လိုဖြစ်သွားမှာဗောနော်အဲ့တော့ကျွန်တော်ကတော့ဒီမှာကျွန်တော် web developer ဆိုတော့ web ဘက်ကနေပဲအာမူတည်ပြီးကျွန်တော်ကပြောပြသွားမယ်ဗောနော်အဲ့တော့ကျွန်တော်က local storage မှာတော့မသိမသိဘူးအဲ့တော့ဟို ဘယ်မှာတင်ရမလဲဆိုတော့ cookie cookie မှာတင်လို့ရတာပေါ့နော် cookie မှာတင်လိုက်တော့လေဒီ document တော့ cookie ဆိုတဲ့ဟာကြီးက cookie တွေအကုန်ကျလာမှာပေါ့နော် cookie တွေအကုန်ထွက်လာမှာအဲ့မှာလေ token ကိုသွားပြီး access လုပ်လို့ရနေအဲ့ဒါလည်းမဟုတ်သေးဘူးပေါ့နော်အဲ့တော့အဲ့ဒီကိစ္စတွေအကုန်လုံးကိုကျွန်တော်တို့ကအာဒီ token ကြီးကိုပေါ့နော် token ကို client side မှာသွားမှတ်မယ် token ကို client side မှာသွားပြီးတော့အာ revoke လုပ်မယ်ဖြတ်ဖြတ်ဖြတ်ချင်ဖြတ်လိုက်မယ်ဗျာအဲ့လိုမျိုး server အနေနဲ့တိတန့်ထိန်လို့ရအောင်လုပ်လို့ရတယ် ဆိုတော့ add token ကို client side ကနေပြီးတော့ဘာမှ manipulate လုပ်ခွင့်မရှိအောင်လုပ်လို့ရတယ်အဲ့ဒါဘာလို့ဆိုတော့ခုန http only cookie ပေါ့နော်အဲ့တော့အဲ့ဒါတော့ဒီမှာပြန်လာမှာပေါ့နော်အဲ့တော့ client ကနေ login လုပ်လိုက်တယ် token တခု generate လုပ်တယ်လုပ်ပြီးသွားပြီဆိုတာ ਨੇ client side ဒီ client side client သုံးပြီးတော့ browser ရကဲထားပါတော့ browser မှာကျွန်တော်တို့ကဒီ server နေပြီးတော့ဟို cookie လေးတခုသွားပြီးမှတ်ပါဒီ cookie ကဘာ cookie လဲဆိုတော့ http only cookie ပေါ့နော်အဲ့ဒီလိုမျိုးသွားပြီးတော့ မှတ်လိုက်မယ်ဒါဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့အဲ client browser နေပြီးတော့အဲ cookie ကိုကျွန်တော်တို့တောင်ပို့စရာမလိုဘူးသူကသူ auto ပို့ပေးလိမ့်မယ်ကျွန်တော်မှ profile ဝင်ကြည့်တယ် client ကနေပြီးတော့ဟို cookie တွေကနေပြီးတော့ဟို token ကိုယူယူပြီးတော့ပြန်ပို့အဲ့လိုလုပ်စရာမလိုတော့ဘူးဒီဒီကောင်က auto ပို့ပေးလိမ့်မယ်ဒီ server ကို server လဲအဲ့ဒီ cookie sorry ဟုတ်တယ်အဲ့ဒီ ss token ပေါ့နော် cookie ကိုသူကအာ auto တိတယ်ပေါ့နော်အဲ့ဒီဟာကိုတိတယ်တိတော့ဒါသူဆိုလိုတာဒီဟာကို user တွေနဲ့ ဆိုယူဇာယူဇာလူတွေရယ်ပြီးသွားလို့ရှိရင်တခြားသောဒီ program တွေနဲ့ဒီ client မှာလုံးဝ manipulate လို့လုပ်လို့မရတော့ဘူးပေါ့နော်။ server နေပဲဒါဒါလုပ်လို့ရတော့မှာပေါ့နော်။အဲ cookie ကိုအဲခါကျကျွန်တော်တို့ရဲ့ token တွေက secure ဖြစ်သွားတာပေါ့နော်။အဲ့မှာဘာဆက်ပြီးဟိုဟာဖြစ်လာလဲဆိုတော့ဒီ token ကိုကျွန်တော်တို့က long life ပေးလို့မရဘူး။ long life ဆိုတာ token မှာဗျာဟို JWT မှာဆိုလို့ရှိရင် JSON web token ပဲเนาะ JSON web token မှာဆိုကျွန်တော်တို့က expire အတိုင်းပေးလို့ရတယ်အဲ့ဒါကိုကျွန်တော်တို့ကအော်တနှစ်တို့နှစ်နှစ်တို့အဲ့လိုမျိုးသွားပြီးတော့ပေးထားတာလေဒါမကောင်းတဲ့ဟာတစ်ခုပေါ့เนาะမကောင်းတဲ့အချက်လက်တစ်ခုပေါ့เนาะအဲ့တော့အဲ့တော့ဘာဘာလုပ်ကြမလဲဆိုတော့ဒီ token ကြီးကိုကျွန်တော်က token ကိုเนาะအာ10မိနစ်ပဲပေးထားမယ် ဒီ token က7 minute နေလို့ရှင်တော့တုံးလို့မရတော့တဲ့ဟာတခုဗျာ token expire ဖြစ်သွားမယ် token မတော့10 minute 10 minute လို့ကျွန်တော်ပြောလိုက် okay ဟုတ်ပြီခတ်တာပါဖြစ်တာ okay တော့ဖြစ်လာလိုက်မယ်ဒီကောက်လက္ခဏာဖြစ်လာလိုက်မယ် okay အဲ့တော့ဒါဒီ token 7 minute ပဲရှိရယ် user တုံးနေတယ်တုံးနေတယ်တုံးနေတယ် तू 7 minute နေလို့ရှင်ရယ် token ကအလုံးမလုံးတော့ तू တုံးနေကြဟာဒီလုံးနေကြဟာဒီကအလုံးလုံးလို့မရတော့ဘူးဗျာအဲ့တော့ဘာပြန်လုတ်ခိုင်းမလဲဆိုတော့ တိုကန်တစ်ခုကပြန်လိုလာပြန်အောင်ဟလာဒီ10 10မိနစ်ဆိုတော့10မိနစ်10မိနစ်ပြီးွားနဲ့တိုကန်အစ်တစ်ခုကပြန်လိုလာပြန်အောင်ပြဿနာတော့ပြန်လိုလာဘာပြန်လိုရမလဲဆိုတော့ login ပြန်ဝင်ခိုင်းမော user ကိုဟလာ login ပြန်ဝင်ခိုင်းပြီးတော့တိုကန်ပြန်တောင်းအောင်ပေါ့အဲ့တော့10မိနစ်တစ်ခေါက်ရောက်တိုင်းမှာ user က login ဝင်နေရမယ့်အခြေအနေမျိုးဖြစ်နေတယ်ပေါ့နော်အခုကျွန်တော်တို့ဒီမှာပြောနေတဲ့ပြဿနာအဲ့လိုမျိုးဖြစ်လာပြီ ဖြစ်လာပြီဆိုတော့မှဘာထက်ပြီးတော့ထွက်လာလဲဆိုတော့ refresh token ဒါဘာဘာကြောင့် refresh token သုံးနေဆိုတော့အကြောင်းအရာခုနကိစ္စဗျာနော် refresh token အဲ့တော့ refresh token ဘာအလုပ်လုပ်တာလဲဆိုတော့ခုနလိုဒီဒီမှာဒါဟိုဟာ short life ပေါ့နော် short life token လေးတခုရှိတယ်အဲ့တော့ဒီမှာတစ်ခေါက်ကျွန်တော်ပြန်ပြောပြမယ်ဒီကနေပြီးတော့သူ information တချို့နဲ့သူ login လမ်းပြီးလုပ်တယ်အဲ့တော့ server side ကနေပြီးတော့ဒီ10 minute ရှိတဲ့ ဒါကိုကျွန်တော်က ACCSS token လို့ကျွန်တော်ပြောလိုက်မယ်။စလုံးပေါင်းကျွန်တော်မပြင်းတော့ဘူး။ဒါ refresh token ။ Okay ။အဲ့တော့ဒါက7မိနစ်ပဲရှိတယ်။ဒါပေမဲ့ဒီအောက်ကဒီအောက်ကဟိုဟာ refresh token တော့ long life ပေါ့နော်။ဥပမာ6 month လောက်ပေးထားမလား။6လလောက်ပေးမလား။တစ်နှစ်လောက်ပေးမလား။ဒါပေးထားလို့ရတယ်။အဲ့တော့ SS token က access token ရဲ့အလုပ်ကရှင်းတယ်။ဘာလဲဆိုတော့ authenticated ဖြစ်တာ authentication ရော authorization ရဲ့ဒီဟာအတွက်ဒါ access token အလုပ်အလုပ်မှာပေါ့နော်။အရှိမကျွန်တော်ပြောပြီးသားနော်ကျွန်တော်အများကြီးစမပြောတော့ဘူး။ access token အဲ့အတွက်ကျွန်တော်တို့အလုပ်လုပ်မှာ refresh token ကအဲ့ဒီအလုပ်တွေလုပ်လို့မရအောင်ဆိုလိုတာခုနကလို protected ဖြစ်နေတဲ့ route တွေအတွက် API နေအတွက်ဒါအဲ့ refresh token ကြီးကိုပေးပြီးတော့အလုပ်လုပ်လို့လုံးဝမရဘူး refresh token ရဲ့အလုပ်ကတခုပဲရှိတယ်။ဘာအတွက်လဲဆိုတော့ refresh token ရဲ့အလုပ်ကဒီ access token ကိုပြန်တောင်းဖို့အလုပ်။ Okay ဲ့တော့ refresh token ဘာကြောင့်ဟိုဟာထွက်လာလဲဆိုတာကိုအာနားလည်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခါတော့ကျွန်တော်ပြန်တော့ပြောပြမယ် refresh token ဆိုတာကဒီ access token ကိုပြန်တောင်းမှုအတွက်ပေါ့နော်အဲ့လိုမျိုးဘာလို့ပြန်တောင်းမှုလိုတာလဲဆိုတော့ဒီ access token ကသူ့ရဲ့ time ကအာ short life ပဲရှိတာဗျာ7 minute ပဲပေးထားတာဟုတ်လား7 7 minute တစ်ခါတိုင်းမှာဒီကောင် expire ဖြစ်နေမှာ expire ဖြစ်တိုင်း refresh token နဲ့ပြန်ပြီး refresh token ကိုပေးပြီးတော့ access token ကိုပြန်တောင်းပေါ့နော် access token ပြန်တောင်းအောင်ပါဘောနော်အဲဒါဆိုလို့ရှိရင် user အနောက်ကထားအနောက်ကွယ်မှာ client side ရဲ့ဒီနောက်ကွယ်မှာဒါသူကသူအလုပ်လုပ်သွားရမယ်အလုပ်ဒီပေါ့နော်ဒီဟာတွေက user တုံးနေတယ်တုံးနေတယ်တုံးနေရင်လည်း5မိနစ်ရောက်ပြီ5မိနစ်ရောက်ပြီဆိုလို့ရှိရင်ဒီကောင် expire ဖြစ်တော့မယ်ဒီကောင် expire ဖြစ်သွားတာတေချာပြီဟေ့ဆိုလို့ရှိရင် client side မှာဒီ refresh token ရှိပြီလားဟာလား refresh token မှာ refresh token ကိုဒီ client side ကနေတုံးမယ်ပြီးရင် access token ကိုပြန်တောင်းမယ်ပြန်တောင်းလိုက်လို့ရှိရင် ာသူပုံမှန်လုပ်နေကြလုပ်ပြီးပြန်လုပ်လို့ရပြီအဲ့တော့ user login နောက်တစ်ခါဝင်စရာမလိုတော့ဘူး UI UI မဟုတ် UX မှာတအားမိုက်သွားတာပေါ့နော်အဲ့ဒါ refresh token ရဲ့အာအလုပ်ပေါ့နော် refresh token ဘာကြောင့်ထွက်လာလဲဆိုတော့ဟာပေါ့နော်အဲ့မှာနောက်ပြဿနာတစ်ခုကထပ်ထွက်လာပြန်ရောဒီ refresh token ယူကို client ဒီ attacker တယောက်ယောက်ကရသွားပြီဆိုရင်ရောဆိုတော့ပြဿနာရှိလာပြန်ရောเนาะအခုအချိန်နေ့ထိเนาะကျွန်တော်နည်းနည်း ဟိုနည်းတော့မဟုတ်ပါတော်တော်လေးပေါ့နော် secure ဖြစ်နေပြီ access token ရရရရရသွားတယ်ဆိုရင်တော့မှဒါ7မိနစ်ပဲရမှာဗျာ7မိနစ်ပဲသူဒါအလုပ်လုပ်ခွင့်ရှိမှာပြီးွားရင်ဒီ token ပိတ်သွားမှာပေါ့နော် okay ခုနကိစ္စကိုပြန်သွားမယ် refresh token refresh token မှာအလို client side ဘက်ကနေပြီးတော့အာအထက်ကအလို့ခုနလို့ရယူသွားခဲ့နိုင်တယ်ရယူသွားခဲ့တယ်ဆိုလို့ရှိရင်ဘလို့ဟိုဖြစ်ကြမလဲအဲ့မှာနောက်ပြဿနာတစ်ခုပါတော့ ဲ့တော့ကျွန်တော်တို့ကဒီ server နေပြီးတော့ refresh token တခုเนาะဒီရဲ့ refresh token တခု generate လုပ်ပြီးတိုင်းမှာကျွန်တော် database တွေကိုသွားပြီးတော့တိတ်လိုက်မယ် server နေเนาะ database တခုခုတွေကိုကျွန်တော်သွားပြီးတော့တိတ်လိုက်မယ်သွားတိတ်လိုက်မယ်ဆိုတော့ okay ဒီမှာတခုကျွန်တော်ဝိုင်းဝိုင်းခုနလေးပြောက်ပါလေ okay ဒါ refresh အတီလိုပဲကျွန်တော်ပြောလိုက်မယ် okay ဒါ refresh token တွေ database အဲ့တော့ဒီမှာ access token တော့ကျွန်တော်မသိဘူးเนาะ access token ကို database ထဲမှာမသိဘူး refresh token ကျွန်တော် database ထဲမှာသွားပြီးတော့သိလိုက်မယ်လုံးမသွားကြည့်ဘူး Okay ဟဲ့ Okay and ဒီ refresh ဒီ refresh token ကိုကျွန်တော် database ထဲမှာသွားပြီးတော့ပြင်လိုက်မယ်။အဲဆို twist ပြန်လိုက်မယ်နော်။ကျွန်တော် client ကနေပြီးတော့ login လမ်းပြီးလုပ်တယ် SSL token တကူ server နဲ့ generate လုပ်မယ်။ဘာနဲ့ပဲဖြစ်ဖြစ် library ဖြစ်ဖြစ် express ပဲဖြစ်ဖြစ်နောက်တစ်ခုထပ်ပြီးတော့ဟိုလုပ်မယ် refresh token ဒါ6 month ရှိတဲ့6လရှိတယ်ပေါ့နော်6လတက်တန်းရှိတယ် refresh token တကူ generate လုပ်မယ်ပြီးွားရင်အဲ refresh token တကူကိုပဲ database မှာကျွန်တော်တို့သွားပြီးတော့တင်ထားလိုက်မယ်။ okay အဲ့တော့ ဲ့တော့ client ကနေပြီးတော့ဒီ refresh token ခုနလိုပေါ့နော်ဒီ access token လေးကအာဟိုဟာဖြစ်သွားပြီဗျာဟိုဟာဖြစ်သွားပြီဆိုတာ expire ဖြစ်သွားပြီ expire ဖြစ်သွားပြီဆိုတော့အမှ token ကပြန်လိုလာလိုလာပြီဆိုတော့ refresh token ကိုသူပြန်တုံးတော့မယ် client ကနေ refresh token တုံးပြီး access token ကိုပြန်တောင်းတော့မယ် okay အဲ့ဒီတောင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီရဲ့ database ထဲမှာအဲ့ဒီရဲ့သူဖန်တီးထားတဲ့ access sorry refresh token ရှိလာသွားပြီစစ်မှာအဲ့ဒီ token ရှိတယ်ဆိုမှကျွန်တော်တို့က ့ကိုပြန် ပြီးတော့ response ပေးမယ်။ဘာလို့ဆိုတော့ access token တစ်ခုရော refresh token တစ်ခုအစ်အစ်တစ်ခုနှစ်ခုလုံးပေါ့နော်။ပြန်ပြီးတော့ဒီ client side ကို generate ပြန်လုပ်လိုက်မယ်။ပြီးတော့ခုနဒီဒီပုံစံအတိုင်းပဲ refresh token အစ်စ်ကိုလည်းဒီထဲမှာသွားပြီးတော့ကျွန်တော်တင်ထားလိုက်မယ်။နော်။ Okay အဲ့ချိန်မှာကျွန်တော်ဒီမှာတော့ attacker ဘက်ကနေကျွန်တော်နည်းနည်းပြန်စဉ်းစားကြည့်မယ်။ပြန်စဉ်းစားကြည့်မယ်ဆိုတော့ attacker အဲ့မှာ refresh token တစ်ခုရသွားပြီဆိုလို့ရှိရင်ဒီ database ကနေပြန်ပြီးစစ်တဲ့အခါမှာအဲ token ကြီးကအဟောင်းကြီးဖြစ်နေတယ်ဆိုလို့ရှိရင်เนาะ ဟောင်းကြီးဖြစ်နေတယ်ဆိုတော့သုံးမိသား token ကြီးဗျာနောက်ဆိုလို့ရှိရင်တော့ဒါဒီရဲ့ user တယောက်ကို attack ကနေပြီးတော့ဒါ hack ဖို့ကြိုးစားနေတယ်လို့ဒါတတ်မှတ်ရမှာပေါ့ server လုံးဝ detect ဖြစ်သွားပြီဗျာအဲ့ဒါပေါ့နော် okay အဲ့ဒီရဲ့သဘောတရားအဲ့ဒီ refresh token ကို database ထဲမှာသွားမှတ်တယ် hd refresh token သုံးမိလားမသုံးမိသားလားစစ်တယ်အာမှန်ကန်တယ်မှန်ကန်တယ်ဆိုလို့ရှိရင် refresh token နဲ့ access token ပြန်တောင်းတယ်ဟလားပြန်တောင်းပြီးတော့ နှစ်ခုလုံးနောက်တစ်ခေါက်ပြန်ထည့်ပေးတယ်โอเคထားပါတော့ database ကိုသွားတယ်အဲ့ဒီ logic ကြီးပေါ့နော်အဲ့ logic ကိုကျွန်တော်တို့ဘာအောင်ဆိုတော့ဒီ refresh token rotation လို့ခေါ်တာဗျာ token rotation ပေါ့နော်โอเคအဲ့ဒါကို token rotation လို့ခေါ်တာပေါ့နော်โอเคဒါဒီလောက်လောက်ထိသဘောပေါက်သွားပြီဆိုလို့ရှင်ကျွန်တော်ကုတ်တွေစပြီးတော့အာလုတ်လို့ရပြီရေးလို့ရပြီပေါ့နော် ဘာလို့ဆိုတော့ logic logic ကဒါပဲဒါပေမဲ့ client မှာကတော့ခုနလို local street မှာသွားပြီးတင်တာတော့မကောင်းဘူးပေါ့နော်အဲ့ဒါလဲ local street ကမကောင်းတာတော့တည်ကြပဲလုံးဝမတုံနဲ့အဲ့မှာတချို့ကလဲဟို access token ကိုဒီတိုင်း respond ပေးမယ်တချို့ကလဲ http only နဲ့ respond ပေးမယ် refresh token ရှိပြီးသားပဲဘာဖြစ်လို့လိုတာလဲအဲ့လိုမျိုးစုံတော့အဲ့လိုဟိုဟာဒီပေါ့ဗျာ discussion လို့ပဲပြောတော့မယ်โอเคမျိုးစုံတော့ discussion တွေ ညှဉ်းခုံမှုတွေညှဉ်းခုံမှုတွေအင်တာနက်မှာအများကြီးပဲစိတ်ဝင်စားရင်သွားဖက်ကြည့်ပေါ့နော်အဲ့ထက်ကနေကောင်းတဲ့ဟာလေးတွေကိုယူသုံးမကောင်းဘူးစင်လဲမကောင်းဘူးဗျာအခုကျွန်တော်ပြောတဲ့ဟာလဲအများတော့ကောင်းခြင်းမကောင်းလိမ့်မယ်โอเคကျွန်တော်ကလည်းအဲ့လိုတိထားတဲ့နီလန်းနေရာတော့အများကြီးရှိတယ်ဗျာဒါပေမဲ့ကျွန်တော်အဲ့လိုဆွဆွမြင့်မြင့်ပေါ့နော်ကျွန်တော်တိထားတဲ့နီလန်းနှစ်ခုရှိတယ်အဲ့ဒါတော့ကျွန်တော် master course ထဲမှာ chapter နှစ်ခုအနေနဲ့ကျွန်တော်ထည့်ပေးထားတယ်အဲ့ဒီဟာကိုလေဒီလိုဒီ token ကိစ္စပေါ့နော် authentication authorization အတွက်ပေါ့နော်အဲ့ဟာအတွက်ကျွန်တော်တည်ထားတဲ့နီးလက်နှစ်ခုနဲ့ကျွန်တော်တင်ပေးထားတယ်ပေါ့နီးလက်နှစ်ခုကျွန်တော်တင်ပေးထားတယ်ပေါ့နော် Okay ဒီဟာကျွန်တော်ပြောနေတာနည်းနည်းရှုပ်လာတော့မသိပါဘူးရှုပ်တော့မရှုပ်ပါဘူးရှုပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြောတဲ့ဟာလေးနားထောင်ပြီးပါထပ်ပြီးတော့အာရှာကြည့်ပေါ့နော်ရှာကြည့်ပေါ့နော်ဆိုတော့ token rotation ဆိုတာဘာလဲ refresh token ဆိုတာဘာလဲ access token ဆိုတာဘာလဲဆိုတဲ့အချက်လက်တွေပေါ့နော်အဲ့ဒါတွေကို အာသွားရှာရှာကြည့်ပါတော့ရှာကြည့်ပြီးတော့တေချာဖတ်ကြည့်ပါတော့မြန်မာလိုအာဒီကယ်တွေလည်းရှိရှိမဲ့ထင်ပါတယ်ရှိတော့ပါတယ်အဲ့ဒါလည်းသွားပြီးတော့အာလိုက်ဖတ်ကြည့်ပါတော့လိုက်ဖတ်ကြည့်ပြီးွားရင်အာ YouTube မှာတက်ရှာပြီးတော့အာသူတို့ရေးပြတဲ့ဟာလေးတစ်ချက်သွားကြည့်ကြည့်ပါတော့ရေးကြည့်ပေါ်ပြီးွားရင်နော်ဟုတ်ကဲ့ဒါဆိုအားလုံးကျေးဇူးပါဒီသဘောတရားကိုနားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်ကိုမန့်မှာမေးလို့ရတယ် ကွန်မန့်မှာမေးထားလို့ရတယ်ပေါ့နော်ဟို page message မှာလည်းလာပြီးတော့အာမေးလို့ရတယ်โอเคနောက်ထပ် knowledge sharing video တခုမှပြန်တွေးကြတာပေါ့